မင်္ဂလာပါညီကိုတို့ Not Today Football Official Page ကနေကြိုဆိုပါရစ်ဒီနေ့ဗီဒီယိုလေးကတော့ Champion League ညဘော်ရီနှစ်ပွဲပွဲချုပ်ခံမှန်းနှစ်ပွဲပြည့်လို့ပြီးသွားမယ်အစီအစဉ်နံပါတ်1နေနဲ့ဆိုရင်တော့အစီအစဉ်နံပါတ်2ဆိုရင်တော့ဒီနေ့ညကံမဲ့ Champion League ကိုတင်းစလုံးကိုကျွန်တော်ဖာကြိုက်တယ်ဆိုရင်အထင်မြင်လေးတွေကိုပွဲအလုံးအတွက်ပြပြပေးသွားမယ်ဒီကိုပွဲလုံးကိုမောင်းတွဲမယ်လို့လည်းကျွန်တော်စဉ်းစားထားတယ်ပေါ့လေမောင်းတွဲအနေအထားကတော့ကိုက၄သိန်းလောက်တွဲတာကြိုက်တယ်ဆိုရင်ဒီကိုပွဲတွေက၄သိန်းတွဲပေါ့လေကိုက၅သိန်းလောက်တွဲတာကြိုက်တယ်ဆိုရင်၅သိန်းတွဲကျွန်တော်ကတော့လုံးဝအဆုံးစွန်အထိဒီနေ့ရှိတဲ့ကိုပွဲစလုံးကိုမောင်းတွဲပြီးတော့နိုင်ခဲ့မယ်ဆိုရင်ဒါကိုသိန်းဆိုရင်ကျွန်တော်အစအနေနဲ့ကြည့်မယ်ဆိုအစ900ဝန်းကျင်လောက်ရမှာဆိုတဲ့ကြောင့်မလို့ကျွန်တော်တို့နိုင်ခဲ့ရင်လုံးဝမြေမြေမြတ် ကန်ကောင်းခဲ့ရင်ကန်ထူးခဲ့ရင်ဆိုတဲ့အနေအထားမျိုးကျွန်တော်ကတော့ကိုသိန်းအထိကိုပေါင်းတွဲထားပါတယ်ဆိုတော့အဆီဇန်နံပါတ်1အနေနဲ့ဆိုရင်ချန်ပီယံလိဒီနေ့ညပွဲချုပ်ခံမှန်းနှစ်ပွဲကျွန်တော်တည်ထားတယ်အဲ့ဒါကဘာလဲဆိုတော့ပထမတပွဲကဂလာတာဆာရီကပိုတိုဂလင်ပွဲရဲ့ဒုတိယပွဲကကျတော့မိုနာကိုနဲ့စပါနဲ့ဆိုတော့ဒီနှစ်ပွဲလုံးမှာကျွန်တော်တူညီရဲ့အချက်လေးတွေ့မိတယ်ဆိုတော့ပထမဆုံးပြောရမယ်ဆိုရင်ဒါပေါက်ကြီးအနေနဲ့ဆိုရင်ဂလာတာဆာရီပွဲကဂူပေါင်းပေါက်ကြီးက ၃လုံးအရှုံးရှိတယ်။စပားပွဲက၃လုံးတည်ရရှိတယ်။နောက်အခုရွေးထားတဲ့နှစ်ပွဲစလုံးကတိုက်စစ်အာတန်အသင်းနေဂိုးသွင်းဂိုးပေးအနေထားမျိုးအသင်းနေဆိုတော့အ ਨੇ ဆုံးတော့၃ခုနဲ့အထက်ရှိမဲ့ပွဲတို့ကျွန်တော်တော့မြင်မိတယ်။ကျွန်တော်အခုရွေးထားတဲ့နှစ်ပွဲလုံးကိုကျွန်တော်ဂိုးပေါ်ကြိုက်ပါတယ်။ Galatasaray sorry ပွဲဂိုးပေါ်ကြိုက်တယ်။စပားပွဲဂိုးပေါ်ကြိုက်ပါတယ်။အရှင်းညမှာ Champion League ကဂိုးတွေ share သွင်းပြီးတော့ share မြူးထားတာဆိုတဲ့ကြောင့်မလို့ဒီတစ်ပတ်ကဂိုးမြူးမဲ့အပတ်လို့ကျွန်တော်ကတော့သုံးသပ်မိပါတယ်။ဒါကြောင့်ဒီနေ့ညပွဲချုပ်ခံမဲ့နှစ်ပွဲအကြိုက်ကတော့ဂိုးပေါ်စရိုက်ရှိတဲ့အသင်း အာကိုသွင်းကိုပေးအနေထားမျိုးရှိတဲ့အသင်းကိုကျွန်တော်ရွေးထားတယ်ဂလာဒါဆော်ရီဂိုးပေါ်ရဲ့အာစပါဂိုးပေါ်ရဲ့ဖြစ်ပါတယ် ကိုသိန်းမောင်းတွဲလေးကျွန်တော်ဆက်လက်ပြီးတော့မတင်ဆက်ခင်ညပွဲအားလုံးရဲ့အထင်မြင်တွေကိုမပြောခင်မှာကျွန်တော်ချင်းညာတစ်ခုရှိပါတယ်ကျွန်တော်စီမှာ 1x နဲ့ပတ်သက်လို့အကောက်ဖွင့်တာ unit အသွင်းထုတ်လုပ်တာတွေလုပ်လို့ရတယ်ခုမှအကောက်ရှိပြီးသားဆိုရင်လည်း unit အသွင်းထုတ်လာလို့လို့ရပါတယ်ကျွန်တော်လက်ရှိအခုပြထားတဲ့ Telegram အကောက်သို့မဟုတ် Fiber အကောက်လာခဲ့ပြီပါကျွန်တော်ကိုရိုင်း customer service လုပ်တာဖြစ်တယ်ကျွန်တော်ကိုရိုင်းကိုင်နာဆွဲတဲ့ကြောင့်မလို့ညီကိုတို့တရားရကနှုတ်ဆက်ချယုံကြည်လို့ရပါတယ်ဗျာဒီညပွဲတွေအားလုံးကိုကျွန်တော်အကြမ်းမြင့်အားဖြင့်အကြိုက်ရွေးထားတဲ့ပွဲတွေ ကိုပွဲစလုံးကိုကျွန်တော်ရွေးချယ်ပေးထားတယ်လက်ရှိပုံတွေကအတိုင်းပဲတပွဲချင်းစီကိုကျွန်တော်ဘာကြောင့်ကြိုက်တယ်ဆိုတဲ့တစ်ချက်တစ်ချက်လေးပြပြပေးသွားမယ်ပေါ့လေပထမဆုံးပွဲကကွာတာဘက်ပွဲကွာတာဘက်ကချန်ပီယံလိမှာအတက်ဘက်ကိုရောက်နေတဲ့အသင်းလို့ပြောလို့ရတယ်သူခြေစမ်းပွဲဒီချန်ပီယံလိကိုဝင်ကန်ခွင့်ရဖို့အတွက်ခြေစစ်ပွဲအောင်ခဲ့တဲ့အသင်းကြော်ဖြတ်ခဲ့တဲ့အသင်းတွေညာလဲလည်းအချိန်နေရှိတဲ့အသင်းတွေကိုကြော်ဖြတ်ခဲ့တာဆိုတဲ့ကြောင့်မလို့ကွာတာဘက်ကအတက်ဘက်ရောက်နေတယ်ဒီဘာအိုကိုပြန်ကြည့်မယ်ဆိုရင်တောက်လျှောက်တို့ရလဒီဆူရွားနေတယ်လက်ရှိပုတ်ကြီးကဒီဘာအိုကိုတလုံးအရှုံးပေးထားတယ်ကြေးပြင်းတယ်လို့ပြောလို့ရတယ်ဘာကြောင့်ကြေးပြင်းလာလဲဆိုတော့ဒီဘာအိုကတိုက်စစ်မှာ လူပြန်ဆုံလာပြီးတရရန်ကစားသမားတွေပြန်တက်တာလာပြီးဒီနေ့ပွဲမှာလူစုံတက်ဆုံကံမဲဆွဲနေတာမျိုးဖြစ်တာကြောင့်မလို့အာတလုံးအရှုံးလုံးတိကြီးပေးထားတယ်ဗောလေဒါပေမဲ့လည်းကျွန်တော်ကတော့ကစားသမားတွေပြန်လဲတရရန်ကပြတ်တာတက်တာလာပြီးအထိုင်ကျဖို့အတွက်နေလေးရုံးကန်ရအောင်မယ်လို့ထင်တယ်လက်ရှိမှာလည်းဒါကော်ရာဘက်ကအတက်ပတ်ရောက်နေရဆိုတဲ့ကြောင့်မလို့ကျွန်တော်ကတော့ပြပားကိုကိုပြတ်နိုင်မယ်လို့မထင်ပါဘူးဒါကြောင့်မလို့ကျွန်တော်အဝေးကွန်းဘက်ကနေပဲပထမဆုံးပွဲလေးကိုရွေးထားတယ်ဒုတိယပွဲပိုတိုကလင်ကိုပေါ်ရွေးထားတယ်ဆိုတော့ဒီပွဲကတော့ရှင်းပါတယ်နှစ်သင်းစလုံးကကိုပေါ်စီရရှိရတဲ့အသင်းလေးကိုသင်းကိုပေးနေထားမှဖြစ်တာကြောင့်မလို့ကိုပေါင်းကြည့်ရတဲ့ဒါ ိုးပေါ်ပေါက်ကြီးလို့ပြောလို့ရတယ်ဗောလေသုံးလုံးအရှုံးဆွဲတဲ့ကြောင့်မလို့ဒုတိယပွဲကတော့ကိုသွင်းကိုပေးကိုပေါ်စီရရှိရတဲ့အသင်းလေးမလို့ကိုပေါ်ကြိုက်ပါတယ်တတိယပွဲကအတ္တလန္တာပွဲ ဆိုတော့ဒီမှာဆိုအက်ဒလန်ရဲ့ပေါက်ကြီးကတလုံး40အရှုံ50အရှုံလောက်ရှိတယ်။ဒီနေ့ပွဲမှာအက်ဒလန်လာနေတဲ့ကြေးအောင်မယ်ဆိုရင်နှစ်ကူတော့ပြတ်ဖို့လိုတယ်။ဒါပေမဲ့ကျွန်တော်ဒီထဲမှာရွေးထားတာကအက်ဒလန်တာအနိုင်ပေါ့လေကျွန်တော်နိုင်မယ်လို့ပဲကျွန်တော်ခန့်မှန်းထားတယ်။ကိုးနှစ်ကူပြတ်မယ်မပြတ်ဘူးဆိုတာတော့ကျွန်တော်အဲဇဝေးဇွားပဲပေါ့လေ။ဒါကြောင့်မလို့အနိုင်လေးကိုပဲဆော့ဖို့ကျွန်တော်တော့ပြောချင်တယ်။အပြင်သမားတွေကတော့အနိုင်ဆော့လို့မရဘူးပေါ့လေ။ဂျီနဲ့ဆော့ရလိမ့်မယ်။ကျွန်တော်တို့1 8ဆော့တဲ့လူတွေ online ဆော့တဲ့ညီကိုတွေဆိုရင် W1 ဆိုတဲ့ဟာလေးကိုဆော့လို့ရရတယ်။ 50ကျော်ရခိုင်နှုန်း50ကျော်ကျော်တော့အနိုင်ရလိမ့်မယ်ပေါ့လေကြေးမပါဘဲနဲ့ရိုးရိုးအနိုင်ဆိုရင်လေးပွဲမြောက်မိုနာကိုနဲ့စပါးပွဲဒီမှာဆိုကျွန်တော်စပါး9ပွဲရေးထားတယ်မိုနာကိုကစပါးကောကဒါတိုက်စစ်ကောင်းတယ်ကိုသင်ကိုပေးအနေထားမျိုးအဓိကတော့မိုနာကိုကတော့ပို့ပြီးတော့9ပွဲဆော့တယ်လို့ပြောလို့ရတယ်ပေါ့လေဒါကြောင့်မို့လို့လေးပွဲမြောက်ပွဲကကျွန်တော်9ပွဲရေးပေးထားပါတယ်9ပွဲမြောက်ဘိုင်ယန်နဲ့ပရီဂျက်ပွဲမှာဆိုရင်ကျွန်တော်ဘိုင်ယန်ကိုဘက်ကန်ထားတယ်ပရီဂျက်ဘက်ကရွှေ့ထားတယ်ဘာကြောင့်လဲဆိုတော့ပရီဂျက်ကဒီရသည်မှာချန်ပီယံလိဖြတ်သန်းပုံလေးမှာနည်းနည်းလေး အာတိုးတက်နေရဲ့အသင်းလို့ကျွန်တော်ထင်တယ်ပေါ့။ဘိုင်ယန်ကပုတ်ကြီးရလေဒါနှလုံး50အရှုံးလောက်ပဲရှိတာကြောင့်မလို့ဘိုင်ယန်အရန်ကြီးကိုပြတ်မဲ့ပွဲလို့ကျွန်တော်မထင်မိဘူး။အာပုံမှန်လေးဒါပေါ့ပေါ့ပါပါပဲကံမဲ့အနာယူမဲ့ပွဲလို့ပဲထင်မိရတယ်။ဒါကြောင့်မလို့ဘိုင်ယန်ကြီးမအောင်လို့တွေးမိလို့ project ကိုကျွန်တော်ရွေးထားပါတယ်။၆ပွဲမြောက် Sporting နဲ့ Marseille နဲ့ဆိုဒီပွဲဆိုရင်လေဒါ goal ပေါ်စီရရှိတဲ့အသင်းတွေပဲ။တကယ်တော့ goal ပေါ်ကောင်းတယ်ပေါ့လေ။ဒါပေမဲ့ကျွန်တော်က goal ပေါ်တဆာရဲ့ Marseille ကိုပို့ပြီးတော့နည်းနည်းပို့ယုံကြည်မိနေတယ်။ပို့ပြီးတော့အထင်ကြီးမိနေတယ်။ Sporting ကအင်ကွင်းမှာ level 50အရှုံးဆွဲကြီးမျိုးပေးထားတယ်။ Marseille ကလက်ရှိချိန်မှာတိုက်စစ်က အားကောင်းနေတယ်စပိုတင်ကိုသွင်းခဲ့မယ်ဆိုရင်တော့မာစီကကိုလိုက်သွင်းနိုင်မလို့ကျွန်တော်ကတော့ယုံကြည်တယ်ဒီနေ့ပွဲမှာမရှုံးတော့ဘူးဆိုတော့ခံစားချက်မျိုးရှိတယ်ပေါ့လေဒါကြောင့်မလို့6ပွဲမြောက်ရွေးချယ်မှုကတော့ကျွန်တော်ဒီမှာမာစီရွေးထားပါတယ်ချက်စီနဲ့အေဂျင့်နဲ့ပွဲမှာဆိုရင်ချက်စီမှာဒန်ရကသမားတွေများနေတယ်ဒါကြောင့်မလို့ဒီနေ့ပွဲမှာချက်စီရဲ့ line နဲ့ပွဲထွက်လူစင်းကဒုတိယအာ line နဲ့လောက်ပဲဖြစ်မယ်လို့ကျွန်တော်ကတော့ထင်မြင်မိတယ် အဲဒိုင်ယာကသာသမားကြီးများနေမှာလို့ကျွန်တော်ချက်စီဘက်ကနေမှာ twin code အများကြီးမမျောလင့်ဘူးပေါ့ရကိုပန်းပေါက်ကြီးကလေးတာ3လုံး80အရှုံး agent နဲ့ကန်ရမှာပုံမှန်ဆို agent က9ပေါ်စရာရှိရဆိုပေမဲ့ဒီ channel လေးနှစ်ပွဲမှာ agent ကတခုမှမသွင်းနိုင်သေးဘူးဆိုအရင် agent ပုံစံမျိုးတော့မဟုတ်တော့ဘူးလို့ကျွန်တော်တို့ပြောလို့ရတယ်ဗောလေဒီပွဲမှာချက်စီစီကလည်း twin code အများကြီးမမျောလင့်ဘူး agent ကလေးတာ channel လေးမှာ twin code တခုမှမရှိသေးဘူးဆိုတော့ကြောင့်မလို့ကျွန်တော်ကတော့ဒီနေ့ပွဲကတုံးကူထပ်ပုံမှန်ပွဲလို့မထင်ဘူးဒါကြောင့်မလို့ချက်စီကိုအောင်ဒီထက်မှရွေးချက်ပေးထားပါတယ်နောက်တစ်ပွဲက liverpool ပွဲ ဖရန်ပတ်နဲ့လီဗာပူးလီဗာပူးကဝေကွင်းရဲ့ကံရမယ်လက်ရှိချိန်မှာလီဗာပူး၄သင်းအာ၄ပွဲဆက်တိုက်ရှုံးထားတယ်ဒီနေ့ပွဲရဲ့ပေါကြီးကအဝေးကွင်းဖြစ်တာကြောင့်မလို့တလုံးတည်ရလောက်ပဲပေးထားတယ်ဆိုတော့ဒီပွဲမှာလီဗာပူးနိုင်လောက်မှာပါအာတလုံးတည်ရဆွဲတဲ့ကြောင့်မလို့တကူလောက်ကတ်နိုင်တော့မှာဒါတည်ရကြမှာဆွဲတဲ့ကြောင့်မလို့အနည်းဆုံးတကူလောက်နဲ့တော့ကတ်နိုင်မလို့ကျွန်တော်ထင်တယ်ဒါကြောင့်မလို့လီဗာပူးဒီထဲမှာကျွန်တော်ရွေးချယ်ထားပါတယ်အဆုံးပွဲကတော့ရီယဲနဲ့ဂျူဗင်တက်ပွဲရီယဲကပေါကြီးကတလုံး30အရှုံးလောက်ရှိတယ်အာကျွန်တော်အမြင်ရတော့ နှစ်ကိုပြက်မယ်မပြက်ဘူးဆိုတာမျိုးကအဒရနာပွဲလိုမျိုးပဲနည်းလေးဇဝေဇဝါဖြစ်တယ်ပုံပြီးတေးကြမယ်ထင်တဲ့အနိုင်လေးကိုပဲကျွန်တော်ကတော့ရွေးချင်တယ် react ဒီနေ့ညပွဲကိုတကူလောင်းနဲ့အနည်းဆုံးကတ်နိုင်မယ်ကျွန်တော်တို့ online store ညီကိုလေးဆိုရင် w1 react အနိုင်ထိုးလို့ရတယ်အာ60ရာခိုင်နှုန်းတော့ရလိမ့်မယ်ပေါ့လေဒါကတော့ဒီနေ့ကံမဲ့ champion league ည ကိုပွဲစလုံးကိုကျွန်တော်ခံမှန်းတာဖြစ်တယ်ကိုပွဲစလုံးကိုကျွန်တော်ကတော့မောင်းတွဲထားရတယ်အစအနေနဲ့ကြည့်မယ်ဆိုရင်အစ400ကျော်900ကျော်လောက်ရမှာဆိုတော့ကြောင့်မလို့အရှုံးကိန်းလေးကိုတစ်ထောင်တစ်ထောင်လောက်ပဲဆော့ပေါ့လေရှုံးကိန်းလေးဘာမှမဖြစ်ဘူးနိုင်ငံလေးတာနဲတာမဟုတ်ဘူးအစ400ကျော်900ဝင်းချင်းဆိုတော့ကြောင့်မလို့တော်တော်လေးကိုမြင်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 ရမယ်ဆိုတဲ့အနေထားမျိုးပါဒီဗီဒီယိုလေးကို like comment share လေးနဲ့အပိတော်ပေးပါ comment မှာ Telegram channel link လေးချထားပေးမယ် Telegram channel တွေကို join လို့ရပါတယ်ဗျဒီနေ့ channel လေးရဲ့ ဗီဒီယိုကိုအနည်းချုပ်မယ်ဆိုရင်ပွဲကြိုခံမှန်းကျွန်တော် body နှစ်ပွဲခံမှန်းပြီးခဲ့တယ်အဲ့ဒီ body ခံမှန်းနှစ်ပွဲကပထမတစ်ပွဲက Galatasaray 9ပေါ်ဒုတိယတစ်ပွဲက Spa 9ပေါ်ဒါကတော့ကျွန်တော် body နှစ်ပွဲခံမှန်းပြီးခဲ့တာဖြစ်တယ်ပြီးတော့ရင်ကိုသင်းမောင်းတွဲအဲကိုသင်းမောင်းတွဲကနိုင်ဖို့ chance ကတော့အမှန်တိုင်းပြောမဆိုတော်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 နည်းတယ်ပေါ့လေဒါပေမဲ့နိုင်ခဲ့ရင်လေဒီကိုသင်းမောင်းတာအောင်ခဲ့ရင်လေအဆ400 500အထိဝင်းကျင်လောက်ရမှာဆိုတော့ကြောင့်မလို့ကျွန်တော်ကတော့ ကိုသင်စလုံးကိုလေးလာပြီးတော့ကျွန်တော်ကြိုက်တဲ့အကြိုက်တွေကိုရွေးချယ်ပေးထားတယ်အထင်မြင်တွေကိုကျွန်တော်ပြပြပေးခဲ့တယ်အဲ့ဒီကိုပွဲစလုံးကတော့လက်ရှိပုံထဲကကိုပွဲပဲဖြစ်တယ်ဆိုတော့ဒါကြောင့်မလို့ body လေးလည်းနိုင်မယ်ကိုသင်မောင်းတော်လေးလည်းပေါက်မယ်ဆိုတော့လုံးဝ share ဖြစ်သွားမှာပေါ့လေအားလုံးပဲကုလတ်ပါအဆင်ပြေပါစေကံကောင်းပါစေဗျာ